တနေ့မှာလုတ်ကြံသူတွေရဲ့လိုက်လံမှုကိုခံနေရတဲ့ CEO တယောက်ဟာသူ့အနာကအမျိုးသမီးတဦးကိုတဲတဲကိုရုတ်တရက်ဆွဲခေါ်တွန်းထက်လိုက်တယ်။သူမှဘာမှမတုံ့ပြန်နိုင်ခင်မှာပဲကိုယ့်ရဲ့ဇနီးလိုဟန်ဆောင်ပေးပါလို့တောင်းဆိုပြီးချက်ချင်းပဲနမ်းလိုက်တယ်။အပြင်ကလူသက်သမားတွေဟာသူ့လိုနှအူကိုမြင်တော့မတင်ကြတော့ပဲထွက်သွားကြတယ်။အသက်ပေးကလွတ်သွားတဲ့အခါ CEO ကအမျိုးသမီးကိုလက်စွပ်တကွင်းပေးခဲ့ပြီးဘာစကားမှထပ်မပြောဘဲထွက်ခွာသွားခဲ့တယ်။ CEO ဟာအိမ်ပြန်ရောက်တော့သူ့မိခင်ကလှပတဲ့မိန်းကလေးတွေအများကြီး ခေါ်လာပြီးသူတို့တွေကတယောက်ကိုရွေးပြီးလက်ထပ်ဖို့တိုက်တွန်းတယ်ဒါပေမဲ့ CEO ကမင်းကလေးတွေပေးတဲ့ကိုရေးချင်းတွေကိုဖြစ်ပေပြီးကျွန်တော်ချစ်တဲ့သူရှိပြီးသားပါလို့ပြောလိုက်တော့မိခင်ကဒေါသတကြီးဖြစ်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲအစားအစာလာဖို့တဲ့ထိုမျိုးသမီးလေးကအမှတ်မထင်ရောက်လာတဲ့ CEO ကအခွင့်ကောင်းယူပြီးသူမရဲ့လက်ကိုဆွဲခိုင်းလိုက်တဲ့အမေ ဒါကျွန်တော်ရဲ့ဇနီးပါမနှက်ဖြန်မင်္ဂလာပွဲကျင်းပပါမယ်လို့ကြညာလိုက်တော့မိခင်ကနေယူနေပြီလားလို့အော်ဟစ်တော့တာပဲဒါပေမဲ့တစုံတစ်ယောက်ကအမျိုးသမီးရဲ့လက်ထဲကလက်စွပ်ကိုမြင်သွားတဲ့အခါအမျိုးသမီးဟာဒီလူဟာဘသူပဲဝါဆိုတာသဘောပေါက်သွားတယ်ချက်ချင်းပဲ CEO ကိုပါရိုက်လိုက်တယ်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူမရဲ့ဖခင်တည်ဆုံးမှုဟာ CEO ရဲ့လက်ချက်ဖြစ်နေလို့ပါဒါကြောင့်အမျိုးသမီးကရှင်နဲ့ဘယ်တော့မှမလက်ထပ်နိုင်ဘူးလို့ပြက်ပြက်တသားပြောဆိုပြီးလက်စွပ် ကိုပြစ်ချကထွက်သွားခဲ့တယ်ဒါကို CEO ကလက်မခံဘဲသူမကိုဖိအားပေးဖို့အတွက်အမျိုးသမီးရဲ့အဖိုးဖွားတွေကိုဖမ်းခေါ်သွားခဲ့တယ်အမျိုးသမီးလေးစိတ်ပြတ်အားငယ်နေချိန်မှာ CEO ရဲ့မိခင်ကရောက်လာပြီးဒေါ်လာ2သိန်းကိုပေးခဲ့တယ်ပြီးတော့ဒီလူနဲ့ဝေးရာကိုအမြန်ဆုံးထွက်ပြေးပြီးတခြားလူတယောက်ကိုလက်ထပ်လိုက်ပါလို့တိုက်တွန်းတဲ့အခါအမျိုးသမီးကချက်ချင်းသဘောတူလိုက်တယ်နောက်တစ်နေ့မှာစီစဉ်ထားတဲ့အတိုင်းမင်္ဂလာပွဲကိုကျင်းပခဲ့တယ်သူတို့သမီးကိုခေါ်ဖို့ CEO ရောက်လာပြီးမျက်နှာဖုံးကိုမတင် လိုက်တဲ့အခါသူမမဟုတ်မှန်းသိပြီးဒေါသထွက်ခဲ့တယ်။သူမိခင်ကဝင်ရောက်ထိန်းချုပ်ပြီးနောက် CEO ကသူမကိုချက်ချင်းလိုက်ရှာဖို့အမိန့်ပေးခဲ့တယ်။တစ်ချိန်ထဲမှာပဲအမျိုးသမီးလေးဟာတခြားယောက်ျားတစ်ယောက်နဲ့သူမရဲ့မိင်္ဂလာပွဲအခမ်းအနားကိုကျင်းပနေခဲ့ပါတယ်။ပွဲဆက်တင်ခန်းကြီးမှာရဟတ်ရင်တစည်းဆင်းသက်လာပြီးကိုရဲတော်အများပြားနဲ့အတူ CEO ဟာရောက်ချလာခဲ့တယ်။သူကအမျိုးသမီးနာကိုရှောက်သွားပြီးနင်းတခြားယောက်ျားကိုလက်ထပ်ဖို့ဘလို့လုပ်ရဲတာလဲလို့မေးခွန်းထုတ်တဲ့အမျိုးသမီးကကြောက်ရွံ့မှုကို ထိန်းချုပ်ပြီးကျမရှင်နဲ့ဘယ်တော့မှမလက်ထပ်ဘူးလို့ခက်ပြက်ပြက်ပြန်ပြောလိုက်တဲ့ CEO ကလောင်ပြုံးပြုံးပြီးနေဟာကိုယ့်ရဲ့ထာဝရအပိုင်ပဲလို့ပြောလိုက်တယ်ပြီးတော့သူမရဲ့နှဖူးကိုညင်သာစွာနမ်းလိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်စတိန်ကမ်းမှာဘာများဆက်ဖြစ်သွားမယ်လို့ထင်ပါတယ်လေဒီ CEO ကတကယ်ပဲသူမကိုထာဝရပိုင်ဆိုင်သွားနိုင်မလား